င်္ဂလာပါရှင် MCDM ရဲ့နိုဝင်ဘာလ29ရက်နေ့အတွက်ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ပထမအဆုံးအနေနဲ့နိုဝင်ဘာလ26 29လူငယ်အတွင်နိုင်ငံရေးအကျဉ်းသား350ဦးလွတ်မြောက်လာတယ်လို့ PPNM ထုတ်ပြန်တဲ့သတင်းနဲ့စတင်ချင်ပါတယ်။2025ခုနှစ်လိုမာလာ26ရက်နဲ့29ရက်နေ့လွန်ငယ်ချမ်းသာခွင့်နေ့အတွင်းနိုင်ငံရေးအကျဉ်းသား350ဦးလွတ်မြောက်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်လာပါတယ်။ PPNM ရဲ့စောင့်ကြည့်မှတ်တမ်းကဏ္ဍဦးစီးရင်နေရနိုင်ငံရေးအကျဉ်းသားလွမြောက်လာမှု183ဦးကိုအတည်ပြုထားနိုင်ပြီးအရေးအတွက်နဲ့ကြားမှစစ်စစ်ဆဲစီးရင်နေရလွမြောက်လာသူနိုင်ချင်း350ဦးထိရှိတယ်လို့ဆိုပါတယ်လွမြောက်မှုအနေနဲ့ပြည်အကျဉ်းထောင်က10ဦးကလေးအကျဉ်းထောင်က9ဦးတဝဲအကျဉ်းထောင်မှ9ဦးရမဲတင်အကျဉ်းထောင်မှ22ဦးမအူပင်အကျဉ်းထောင်မှ3ဦးပေါင်းတဲ့အကျဉ်းထောင်မှ9ဦးဒိုက်ဦးအကျဉ်းထောင်မှ80တရက်အကျဉ်းထောင်မှ3ဦး မကွေးအကျဉ်းထောင်မှ12ဦးမြင်းကျန်အကျဉ်းထောင်မှ30ကြိုက်မရော့အကျဉ်းထောင်မှ6ဦးနဲ့တထုံအကျဉ်းထောင်မှ5ဦးတို့ကိုကဏ္ဍဦးအတည်ပြုထားနိုင်ပြီလို့သိရပါတယ်။ဘ ਹੁ အကျဉ်းထောင်တွေဖြစ်ကြတဲ့အင်းစိန်အကျဉ်းထောင်အိုးဖို့အကျဉ်းထောင်နဲ့တာယာဝတီအကျဉ်းထောင်ပါဝင်တခြားအကျဉ်းထောင်30ကနေလွတ်မြောက်မှုအရေးအတွက်ကိုတော့စီစဉ်နေစေဖြစ်တယ်လို့ PPNM ကဆိုပါတယ်။လက်ရှိထုတ်ပြန်ချက်ဟာလက်လန်းမီသမားနဲ့အတည်ပြုချက်တွေအပေါ်ကဏ္ဍဦးထုတ်ပြန်ခြင်းသာဖြစ်ပြီးတော့ထပ်တိုးအရေးအတွက်ရှိမရှိနဲ့အသေးစိတ်အချက်အလက်တွေကိုတော့ထပ်မံထုတ်ပြန်သွားမယ်လို့အတည်ပြုထားပါတယ်ရှင်။ ဆလဘီစင်ကူးမြို့နယ်ဝေယုံကုန်းဘုံကြီးကျောင်းကိုစစ်ကောင်စီကဂျက်လီရင်နဲ့ဘုံကျဲအမျိုးသမီး9ဦးတေဆုံးပြီး9ဦးထပ်မံနေတဲ့ဒဏ်ရာရခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်ဝေယုံကုန်းကျေးရွာမှာရှိတဲ့ဘုံကြီးကျောင်းတစ်ခုကိုနိုဝင်ဘာလ29ရက်နေ့မနက်9:00နာရီခွဲဝင်းကျင်မှာစစ်ကောင်စီတပ်ပိုင်း Jet Fighter လေးရင်နဲ့ဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့ရမှာအမျိုးသမီး9ဦးတေဆုံးပြီး ခုနဦးထပ်မနေတဲ့အရာရှိခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေရသိရပါတယ်။ဘုံကျဲခံရတဲ့ဘုံကြီးကြောင့်မှဥပုပ်တီလာယူနေသူတွေဆစ်ဆောင်ပြည်သူတွေများစွာခိုးလုံနေတဲ့နေရာဖြစ်ပြီးတော့တေဆုံးသူအရေအတွက်ထပ်မံတိုးတက်လာနိုင်တယ်လို့လည်းသိရပါတယ်။လက်ရှိချိန်မှာစစ်ကောင်စီတပ်ဟာမရယာမြို့နယ်ကတဆင်စင်ကူးမြို့နယ်အတွင်းကိုထိုးစစ်ဆင်ဝင်ရောက်လျက်ရှိပြီးတော့တေယောပင်ကျေးရွာဘက်ကိုရောက်ရှိနေကလက်နက်ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်နေတယ်လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးလေတိုမျိုးနယ်မှာစစ်ကောမရှင်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်မျိုးသားတအူးသေဆုံးခဲ့ရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကရင်မျိုးသားအစည်းအရုံးကိုသူလီအုပ်ချုပ်နယ်မြေခလဲလူထူခိုင်လေတိုမျိုးနယ်မှာအကြမ်းဖက်စစ်ကောမရှင်တပ်ရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်မျိုးသားတအူးသေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ22ရက်နေ့မှာစစ်ကောမရှင်တပ်ကနတ်တန်ကွင်းကနေဒရုန်းနဲ့အင်းထဲကိုပစ်ချတိုက်ခိုက်ခဲ့ရမှာငါးရှာစားနေတဲ့နိုညာသူရွာသားစောလေတို့ထူ30နှစ်ထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ အလားတူနိုမာလာ22ရက်နေ့ကလည်းခလာရ339တက်ကနေတဲဖြူရွာတဲရွာကိုဒရုန်းနဲ့ပစ်ခတ်ခဲ့ရာဂျေးရွာအတွင်းကြောက်ရောက်ပောက်ကွဲခဲ့ပြီးဥဖိုးထွေးရဲ့နေအိမ်နဲ့ဒေါခင်တန်းမြင့်ရဲ့ခြံဝင်းတွေကိုထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်မရှင်တက်ကအပြစ်မဲ့အရက်သားပြည်သူတွေလုက္ကင်စားတောက်နေထိုင်သွားလာနေတဲ့နေရာနဲ့စစ်ဘေးရှောင်နေရာတွေပါမကြံလက်နက်ကြီးဒရုန်းတွေနဲ့ပစ်မှတ်ထားပစ်ခတ်နေတာကြောင့်ပြည်သူလူထုဟာစိုးရိမ်ကြောက်ကြမှုများစွာနဲ့လုက္ကင်စားတောက်သွားလာနေထိုင်နေကြရတယ်လို့ဖော်ပြထားပါတယ်ရှင်။ ဆက်လက်ပြီးပဲခူးတိုင်းဖြူအုပ်တွင်နေမြေမှာစစ်ကောင်စီတပ်ကကိုဝန်ဆောင်မိခင်2ဦး၊ကရင်မိသားစုအပါအဝင်ပြည်သူ16ဦးကျော်ကိုရက်ဆက်စွာနဲ့တပ်ဖြတ်ခဲ့ပြီးကျေးရွာအများပြားကိုမိရှုဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းဖြူမြို့နယ်နဲ့အုတ်တွင်းမြို့နယ်ပဲခူးရုံမတခြားမှာရှိတဲ့ကျေးရွာတွေမှာစစ်ကောင်စီတပ်ကလွန်ခဲ့တဲ့3လအတွင်းအပြစ်မဲ့ပြည်သူ16ဦးကျော်ကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တယ်လို့အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22ကနိုဝင်ဘာလ26ရက်မှာထုတ်ပြန်ပါတယ်။ဩဂုတ်လ9ရက်8ရက်နေ့တွေကရန်ကုန်မန္တလေးအမြန်လန်115မိုင်အနီး ဘုဒ္ဓရာဖရာအနီးကခမရ436နဲ့ခလရ9တက်တွေကကြီးမနိုကြီးရွာမှာမြေချိုးဝါခုတ်လုတ်ကိုင်းနေတဲ့ပြည်သူ၁၁ဦးကိုပေါ်တာဆွဲပြီးရက်ဆက်စွာတပ်ဖြတ်ခဲ့ရာကိုဝင်ဆောင်မိခင်၂ဦးအပါဝင်ဖြစ်တယ်လို့သိရပါတယ်။ကွင်းချောင်းဆယ်အနီးတောင်ရလုတ်ကိုင်းနေတဲ့ဌာနေကရင်သားမိ၂ဦးကိုလည်းအတ္တမပြုကျင်ပြီးတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ိုဝင်ဘာလ15ရက်နေ့ကလည်းတက်မခွန်ခွန်နဲ့အုတ်တွင်းမြို့နယ်တင်နန်းစင်စက္ကစအဖွဲ့တွေကမိုင်20 18မိုင်18မိုင်16မိုင်ကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး drone နဲ့ဘုံကျဲချပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ရာကျွန်းဆိုင်ခင်းလုတာမိသားစု9ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်ဖြစ်ရတဲ့ကြောင့်ကလေးတငယ်တက်ကြီးရွယ်ဦးတွေအပါဝင်ပြည်သူတထောင်ကျော်နေရဲစွန်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးလက်ရှိမှာပဲခူးခရိုင်တရင်3031ကဘေးလွရာကိုရွှေပြောင်းကာကွယ်ဆောက်ရှောက်ထားတယ်လို့ပြောကြားထားပါတယ်ရှင် ဆက်လက်ပြီးမုံရွာချောင်းလမ်းမိုက်မှာကြီးတဲ့တွေထံကနေအာဓမငွေကြေးကောက်ခံနေတဲ့စစ်ကောင်မရှင်တက်တဲ့ပြည်စောတိအဖွဲ့ကိုဖိခတ်တိုက်ခတ်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမုံရွာချောင်းဦးလမ်းမိုက်မှာခီးသွွားကားတွေကိုတားဆီးပြီးခီးတဲ့တွေထံကအတင်းအာဓမငွေကြေးကောက်ခံနေတဲ့စစ်ကောင်မရှင်တက်တဲ့ပြည်စောတိအဖွဲ့ကိုဖိခတ်တိုက်ခတ်ခဲ့တယ်လို့ Area 71 Local PDF မုံရွာကထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ26ရက်နေ့မနက်၈နာရီခွဲအချိန်မှာခီးသွားမိဘပြည်သူတွေထံကအဓမ္မငွေကြေးတောင်းယူပြီးမူယူတောက်စားနေတဲ့စစ်တပ်နယ်ပြည်စော်တီအဖွဲ့ကိုမြမမန်နိုင်73စီဆိုင်အနီးမှာတော်လိုင်းရေးအဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းအနီးနားတနေရာမှာကင်မုံဝစ်ထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကတော်လိုင်းရေးရဲဘော်တွေကိုပြစ်ခတ်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ဖက်ကအင်အားတိုးလာတာကြောင့်ပြန်ဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး2ဦးဒဏ်ရာရခဲ့ကတော်လိုင်းရေးဘော်2ဦးပုံးပဲ့ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတော့ Area 71 LPDF မုံရွာချင်းတွင် Dynamite Selling G နဲ့ Golden Peacock Attack Force တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရှိရပါတယ်ရှင်။အခုတခါ R2B နိုင်ငံတကာညီလာခံမှာမြန်မာနိုင်ငံလူခွင့်ရေးအခြေအနေနဲ့ပတ်သက်လို့ NUG အဆိုရတာဝန်ရှိသူတွေတက်ရောက်ဆွေးနွေးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ R2B နိုင်ငံတကာညီလာခံမှာမြန်မာနိုင်ငံရဲ့လူခွင့်ရေးအခြေအနေတွေနဲ့ပတ်သက်လို့တက်ရောက်ဆွေးနွေးခဲ့တယ်လို့အမျိုးသားညညရဲ့အဆိုရ NUG ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုးမျိုးမှာနိုဝင်ဘာလ25နဲ့26မှာကျင်းပတဲ့ International Conference Marking the 20th Anniversary of the Responsibility to Protect R2P North Korea Human Rights and Responsibility to Protect R2P ညီလာခံမှာအမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကတာဝန်ရှိသူတွေတက်ရောက်ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။ညီလာခံရဲ့ R2P Case Studies in Asia Ghana မှာတပါပတိဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်ဟောင်းယန်ဟီလီက Myanmar and the responsibility to protect RDP Sudan အန်ယူဂျီကိုယ်စားလှယ်ရုံးကရုံးတာဝန်ခံဦးဝင်းပေါ်မောင်က Is it a catastrophe the situation of human rights in Myanmar since the 2021 military coup Sudan ကိုတင်ပြဆွေးနွေးခဲ့ပြီးမြင်းမြန်းချက်တွေကိုပြန်လည်ဖြေကြားခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက် Fatima Ishaq က Rohingya တပ်သိခံချက်တနမဟောင်းပိုဆိုတီရက်ကကမ္ဘောဒီးယား experience in promoting R2B တရားသူကြီးဘက်ကန်ဂျင်က Experian SNE TRPC Judge Responsibilities Limitations and Lessons of International Criminal Justice from the Perspectives of R2B စာရေးစာတမ်းတွေတင်ပြဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် Keeper for Successful Korean Reunification ESCORE နဲ့နိုင်ငံတကာလူ့ခွင့်ရေးအဖွဲ့အစည်းတွေပူးတွဲကျင်းပတဲ့ R2P ညီလာခံ20ပြည့်အထိမ်းအမှတ်ကျင်းပတဲ့မြောက်ကိုရီးယားလူ့ခွင့်ရေးနဲ့ R2P Conference မှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဘန်ခီမွန်တက်ရောက်ခဲ့ပြီးအဖွင့်စကားပြောကြားရမှာလူ့ခွင့်ရေးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အလေးထားလှုံ့ဆော်ကြဖို့ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ် ဒီညလာကန်ကိုအပိုင်း6ပိုင်းခွဲခြားကျင်းပမှာဖြစ်ပြီးမြောက်ကိုရီးယားနဲ့လူခွင့်ရေးအခြေအနေနိုင်ငံတကာပါဝင်နိုင်မှုနဲ့ R2P ဆက်ဆက်လုပ်ငန်းစဉ်တွေအကြောင်းကဏ္ဍဆောင်ကနေကြေကြေပြင်းပြင်းဆွေးနွေးကြမယ်လို့ NUG Korea သမရနိုင်ငံဆိုင်ရာမြန်မာကုသလေယုံကထုတ်ပြန်ထားပါတယ်ရှင်။အခုဆက်လက်ပြီးမြရီကြားဖြန့်ဆိုင်တွေကပြန်လာသူ600ကျော်မွန်ပြည်နယ်မှာဖမ်းဆီးခံထားရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ွန်ပြည်နယ်တထုံခရိုင်ကြိုက်ထိုဘီလင်းတထုံပေါင်မြို့နယ်တွေမှာမြရီကြားဖြန့်လုပ်ငန်း site တွေကပြန်လာသူ600ကျော်ဖမ်းဆီးခံထားရတယ်လို့ဒေတာရင်းသတင်းဌာနတွေကဖော်ပြပါဗျာ။ နိုမလာ23ရက်နေ့ကစတင်ပြီးစစ်ကောင်မရှင်တက်တဲ့ရဲတပ်ဖွဲ့တို့ကကြားဖြတ်လုပ်ငန်းကပြန်လာတဲ့သူတွေကိုတထုံတုံသမိတရာတထုံဖအံလန်းနဲ့တထုံကြိုက်ထိုလမ်းမိုက်မှာရှိတဲ့စစ်စေးဂိတ်တွေမှာစောင့်ကြိုဖမ်းဆီးနေတာလို့ဆိုပါတယ်အဆိုပါလမ်းမိုက်နေမှာပိတ်ဆို့ဖမ်းဆီးနေတာကြောင့်မော်လမြိုင်ဘက်ကနေပေါင်ကိုလာကပေါင်ကနေရထားနဲ့ဆက်သွားဖို့လုပ်နေတဲ့သူတွေကိုလည်းနိုဝင်ဘာလ26ရက်နေ့ကရင်းငိမ်ဘူတာအနီးမှာဖမ်းဆီးရမိထားတယ်လို့သိရပါတယ် နိုဘာလ26ရက်နေ့တရက်ထဲမှာပေါင်မာလူဦးရေ150တထုံနဲ့ဘီလင်းလမ်းမိုက်စစ်စေးဂိတ်တွေမှာလူဦးရေ200ခန့်ဖမ်းဆီးရမိထားပြီး၄ရက်အတွင်းလူဦးရေ600ကျော်ဖမ်းဆီးခံထားရတယ်လို့မွန်ချေဆိုင်လကုံးအိမ်စာစင်ကဖော်ပြထားပါတယ်။ဖမ်းဆီးခံရသူအများစုဟာရှမ်းပြည်နယ်မှတ်ပုံတင်ကင်ဆောင်ထားသူတွေဖြစ်ကြပြီးရန်ကုန်မင်းကလေးမှတ်ပုံတင်ကင်ဆောင်ထားသူတွေအပါအဝင်တရုတ်နိုင်ငံသားတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ၎င်းတို့ကိုတင်ဆောင်လာတဲ့ခီးတဲ့တင်ကားတက္ဆီနဲ့အိမ်စီးကားတွေအပြင်ရေမောင်းတွေပါဖမ်းဆီးခံရရတယ်လို့ဆိုပါတယ်ဖမ်းဆီးခံရသူတွေထဲမှာအမျိုးသမီး40ကျော်ပါဝင်နေပြီးလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲနဲ့စစ်တပ်ကစစ်ဆေးနေဆဲဖြစ်ပြီးပြစ်မှုကျူးလွန်သူတွေကိုအေးအေးယူဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်ရှင် အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံကကမ္ဘာမြေရှားထုတ်လုပ်မှုဒုတိယအများဆုံးနိုင်ငံဖြစ်ဆက်ရှိနေပြီး2025ခုနှစ်ကုလတာအတွင်းတရုတ်ကိုတင်ပို့မှုအမေရိကန်ဒေါ်လာ624သန်းခန့်ရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ရဲ့နောက်ဆုံးစာရင်းတွေအရ2024ခုနှစ်မှာကမ္ဘာမြေရှားသတ္တု Rare Earth Elements ထုတ်လုပ်မှုမှာတရုတ်နိုင်ငံက61ရာခိုင်နှုန်းနဲ့ပထမနေရာရပ်တည်နေပြီးမြန်မာနိုင်ငံက16ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာဆက်လက်ရှိနေကြောင်း ISP မြန်မာကနိုဝင်ဘာလ26ရက်နေ့ကအစီရင်ခံစာထုတ်ပြန်ပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိ6လတာကာလအတွင်းမြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုမြေရှားတက်ရိုင်းခွဲ concentrate တန်ချိန်2800ကျော်တင်ပို့ခဲ့ပြီးတန်မိုးကတော့ American dollar 624တန်းရှိခဲ့ကအရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်မဲ့ဆိုရင်တော့တန်ချိန်1000ကျော် American တန်း100ကျော်ရောကြခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့တရုတ်နိုင်ငံကမြန်မာမြေရှားကိုအဓိကအားကိုးနေဆဲဖြစ်ပြီးတရုတ်ကိုပြည်ပကတင်သွင်းတဲ့မြေရှားပမာဏအနက်53ရာခိုင်နှုန်းဟာမြန်မာနိုင်ငံကဖြစ်တယ်လို့တရုတ်အကောက်ခံအချက်လက်တွေရသိရပါတယ် အခုနှစ်အောက်တိုဘာလကုန်မှာတရုတ်အစိုးရက KIA ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်နယ်စပ်ဂိတ်၄ခုကိုရုတ်တရက်ပြန်ဖွင့်လှစ်ခဲ့ပြီးအဲ့ဒီဂိတ်တွေကနေကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ညှိနှိုင်းခြင်းမရှိဘဲဖွင့်လှစ်ခဲ့တာဖြစ်ပြီးမြေရှားတင်ပို့မှုရောကြနေချိန်နဲ့တိုက်ဆိုင်နေတယ်လို့လည်းလေလာသူတွေကထောက်ပြကြပါတယ် ဒါအပြင်ရှမ်းပြည်နယ်အရှေ့ပိုင်းဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ဒေသမိုင်းယောမိုင်းပေါက်နဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA ထိန်းချုပ်ဒေသမိုင်းယောမြို့နယ်တို့မှာ2025ခုနှစ်နှစ်စမ်းပိုင်းကလေးကမြေရှားလောက်ကအခု20ကျော်အသစ်တိုးလာခဲ့တယ်လို့လည်းသိရပါဗျ။ တရုတ်နိုင်ငံအနေနဲ့လျှက်စစ်ကလေအားလျှက်စစ်မိပညာလက်နက်တွေထုတ်လုပ်ရေးအတွက်မြေရှားဓာတ်တွေကိုမဖြစ်မနေလိုအပ်နေပြီးမြန်မာနိုင်ငံကတည်ငြိမ်စိတ်ချရတဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုဆက်လက်ထိန်းသိမ်းလိုနေတယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ဒါပေမဲ့မြေရှားတူဖော်မှုပုံမှုတိုးချဲ့လာမယ်ဆိုရင်ကချင်းနဲ့ရှမ်းပြည်နယ်အတွင်းသဘာဝပတ်ဝန်းကျင်ပြည့်စည်မှု မြေချောင်းတွေညင်ညမ်းမှုကျမရဲ့ထိခိုက်မှုတွေပုံမှုဆိုးရွားလာနိုင်တယ်လို့ဒေသခံတွေနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကစိုးရိမ်နေကြပါတယ်။ထိုင်းနိုင်ငံကလည်းနေဆက်ဖြတ်ကျော်ညင်ညမ်းမှုနဲ့ကျမရဲ့အနေအရီကိုကာကွယ်ဖို့မြန်မာဘက်ကမြေရှားတင်ပို့မှုတွေကိုပုံမှုဂရုစိုက်စောင့်ကြည့်လာနေတယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ဒီနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ MCDM သတင်းထောက်ကိုသက်လူလေးနဲ့ Carshell တို့ကပေးပို့ခဲ့တာဖြစ်ပါတယ်ရှင်။